အချစ်ကို လိုက်မချာနဲ့ဆွဲဆောင်ပါဆွဲဆောင်ခြင်းနေရာမှာလူတွေကငါအပေါ်မကောင်းကြဘူးငါပဲအမဲအသေးကွဲနေတာစသဖြင့်အမဲရင်ဖွင့်တတ်တဲ့သူတွေကိုမြင်ဘူးလားဒီလူတွေဟာတကယ်ပဲအချစ်ရင်းမှာအားနည်းနေတာကိုတွေ့ရပါလိမ့်မယ်တကယ်တော့အချစ်ဆိုတာအကောင်းဆုံးနားလေဖို့ဆွဲဆွဲငင်အားနေရာမှာ လောအအထွက်ရှင်ကို သိထားရပါလိမ့်မယ်အရှိဆိုတာ လိုက်ချာရတာမဟုတ်ပဲဆွဲဆောင်ရတာပဲဖြစ်ပါတယ်ဒါကြောင့်လူတယောက်ချစ်လာအောင်အတင်းအကျပ်လုံးယူလို့မရတလို့အရှိကိုပိုင်ဆိုင်ဖို့အတွက်သိမ့်ပိုက်ထားလို့လည်းမရပါဘူးလောကရဲ့ဉာဏ်မအရာ လူတွေကတူရာတူရာကိုဆွဲမြင်တတ်တဲ့သဘောရှိပါလေ အနှကြခြင်းတူတာတံပိုးထားတာခြင်းတူတာအသွေးအခေါ်ညာခြင်းတူတဲ့အပေါ်မှာတယောက်ကိုတယောက်ဆွဲဆောင်သဘောကျတတ်ကြပါတယ်အပေါင်းဆုံးဥပမာအနေနဲ့ကိုကတန်တွေကိုပဲတိတတ်ဆွဲဆောင်ခြင်းရင်ကိုကိုယ်တိုင်ကတန်လိုက်တုံးဖြစ်နေဖို့လိုသလိုတန်လိုက်ဆွဲအားကောင်းနေဖို့လည်းလိုပါတယ်ဒါမှပဲပလတ်စတစ်တွေ စကူစားတဲ့အမိုက်တွေကိုမဆွဲတော့ပဲတန်တွေပဲသိတဲ့ကိုစီရောက်လာမှာပါဒါကြောင့်အရှိရေးမှာအမြဲလွဲဆောင်နေတယ်လို့ထင်တဲ့သူတွေအနေနဲ့စစ်မှန်တဲ့အရှိကို လိုက်မချာပဲကိုစီရောက်လာအောင် attract ဆွဲဆောင်ရပါလိမ့်မယ် let attraction အဆင့်၄ဆင့်ကိုဒီမှာပြောပြလိုက်ပါတယ်နံပါတ်၁ ကိုဘယ်လိုလူလဲဘယ်လို relationship ကိုလိုချင်လဲပထမအဦးဆုံးအနေနဲ့ကိုကဘယ်လိုလူနဲ့ relationship ကိုပုံစံဘယ်လိုပုံစံတည်ဆောက်ချင်လဲစတာကောင်းကောင်းသိပါတကယ်လက်တွေ့ဘဝမှာလူတွေဘယ်လိုပုံစံနဲ့စိတ်သူထားကြလဲဘယ်လိုအိမ်တောင်ပြုတ်ကြလဲစတာကိုလေးလာကြည့်ရင်ဘဝတစ်ပတ်မှာကြုံဆုံသွားလို့ လာကြိုက်လို့ပြန်ကြိုက်လိုက်တယ်ဆိုတာကများပါတယ်စစ်သူမထားခင်ကိုစစ်သူစီမှာဘယ်လိုတံပုံဘယ်လိုအယူရှင်းတွေရှိရမယ်သူနဲ့အတူဘယ်လို relationship ကို account ရဲ့ formula ဆိုတာကြိုတင် plan လောက်ထားတဲ့သူကရှားကြပါတယ်ကြိုတင်စီစဉ်ထားခဲ့ရင်တောင်လက်တွေ့မှာတကယ်လိုက်နာသူကမရှိတော့ပါပဲ ။ဒါကြောင့်စစ်သူမထားခင် relationship အတွက်ဘယ်လိုတန်ဖိုးနဲ့ဘယ်လိုအရေးချင်းရှိတဲ့သူကိုရွေးချယ်မလဲစတာကိုတိတိကျကျကြိုတင်ပြင်ဆင်ပါ။ဒါမှပဲကိုဆွဲဆောင်တဲ့အခါသို့မဟုတ်လက်ခံရွေးချယ်တဲ့အခါခံစားချက်တွေထက်ကိုမျော်မှန်းထားတဲ့တန်ဖိုးတွေနဲ့တိုက်မကိုက်စွာကိုဆက်ချင်းတည်ထားမိပါလိမ့် ်ချက်ချင်းတရီထာမိပါလိမ့်မယ်နံပါတ်၄ကိုမအရေးအချင်းပြည့်ပြီလားကိုလိုချင်တဲ့အစ်စ်ကိုဆွဲဆောင်ဖို့ကိုမလိုအပ်တဲ့အရေးအချင်းတွေပြည့်ပြီလားဆိုတာကိုကြည့်ပါဒါဟာကို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 ယ်တိုင်ဆွဲဆောင်အားကောင်းတဲ့တန်လိုက်တုံးဖြစ်အောင်ပြိုးထောင်ခြင်းပါပဲ live at 12 live တူရာတူရာဆွဲငင်တဲ့သဘော ဆိုတဲ့အတန်းကျွန်တော်တို့နဲ့အတွေ့အခေါ်အရအချင်းဘဝခံယူချက်တန်ဖိုးထားမှုစတာတွေနဲ့တူတဲ့သူတွေကိုပဲကျွန်တော်တို့တွေကျွန်တော်တို့တွေပြန်ဆွဲဆောင်နေကြပါတယ်အကယ်၍ကိုကဘဝမှာဘာဖြစ်ချင်မှမသိဘူးနေ့ရက်တိုင်းကို အလွယ်လွယ်လွယ်ကူကူပဲချက်တန်းနေသေးတယ်ဆိုရင်ကိုအနာကိုရောက်မဲ့သူ ဆွဲဆောင်မဲ့သူတွေကလည်းဘဝခံယူချက်နိုင်သူအရာရာကိုခတ်ပေါ်ပေါ်ပဲတွေးတတ်သူဖြစ်နေပါလိမ့်မယ်။ဒါကြောင့်ကိုအထွက်လှုပ်ရှင်တဲ့သူပုံစံမျိုး ကိုကိုတိုင်အရင်ဖြစ်ရပါလိမ့်မယ်။ဥပမာအနေနဲ့ smart ဖြစ်တဲ့သူလားကတိတည်တဲ့သူလားတရွဆိုင်ပြီးတန်မိုးထားတဲ့သူလားဥဆောင်ဖြည့်ရှင်ပေးတတ်သူလားစသဖြင့်ကိုလိုချင်တဲ့ပုံစံအတိုင်း ကိုကိုတိုင်ရွေးချယ်တိစောက်ထားပါနံပါတ်3 social cycle ချဲ့ပါအချို့က relationship မှာအထိနာခဲ့ဘူးတော့နောက်ထပ်မိတ်ဆွေအစ်တွေတငယ်ချင်းအစ်တွေနဲ့မိတ်ဖွဲ့ရမှာ ကြောက်နေတတ်ကြတယ်ဒီလိုနဲ့ social cycle မိတ်ဆွေအစ်စ်ကျင်းသွားတတ်ပါတယ် relationship quit မှာ relationship quit တစ်ခုရှိတယ် you only close what available to you so that စကားအတိုင်းကျွန်တော်တို့စီမှာရှိတဲ့တိတဲ့သူတွေကတိတဲ့သူတွေထဲကပဲကိုကပြန်ပြီးရွေးချယ်ရတာဆိုတော့ကိုမှာမိတ်ဆွေအတိများနေဖို့လိုပါတယ် social cycle ချက်ရမှာအကက်တွေ့နေတဲ့သူတွေထဲမှာ introvert တိတဲ့နေရတာကြိုက်သူတွေများကြပါတယ်ကိုကျွန်တော်ကိုယ်တိုင်ကလည်း အင်ထိုဘတ်တယောက်ပါတယောက်တည်းအလုံးလောက်ရတာတယောက်တည်းအပန်းကြီးရတာတယောက်တည်းဖန်လေးနေရတာကိုပို့ပြီးသဘောကျတယ်သို့တော်ကျွန်တော်တို့ရဲ့ဘဝလိုအပ်ချက်အရာအလေးအကျင့်တွေကိုကြောင်းလဲလို့ရပါတယ်ကိုယ့်ရဲ့ social cycle ကိုချက်ဖို့အပြင်မှာအဖွဲ့အစည်းတွေရှိရင်သွားကြွိုင်းပါ မိတ်ဆွေအစ်စ်တွေနဲ့မိဖွဲ့ပါတငယ်ချင်းကောင်းတွေများအောင်ဖန်တီးထားပါလက်နံပါတ်၄လက်ခံပါရွေးချယ်ပါ relationship မှာကိုကိုတိုင်က အပြိုကြီး လူပြိုကြီးလုပ်ဖို့လဲစိတ်ကူးမထားစိတ်ကူးမရှိထားပေမဲ့နောက်ထပ်အသေးခွဲခံရမှလဲကြောက်နေတဲ့အခါနှလုံးသားတကားကိုပိတ်ထားတတ်ပါတယ်ကို ကိုကိုဖူးစာရှင်ကတကားလာခောက်ရင်တောင်ရန်သူအနေနဲ့မြင်နေတတ်ကြပါတယ်ဒီလိုမဖြစ်ရလေအောင်ကျွန်တော်တို့တွေနှလုံးသားကို ဖွင့်ထားတတ်ဖို့လိုပါတယ်ဒီနေရာမှာအများစုကမှားတတ်တာကကိုယ့်ရဲ့ပြတ်သွားတဲ့စီစားဟောင်းကိုနှလုံးသားထဲမှာနေရာပေးမိပြီးလက်ပိတ်နေတတ်ပါတယ်ဒါကြောင့်နှလုံးသားကိုဖွင့်ထားပါ သို့တော့ တွေးသမျှသူကိုချစ်သူအနေနဲ့ပေါင်းသင်ဖို့ပြောတာမဟုတ်ပဲ ကိုကိုကမ်းလှမ်းလာတဲ့သူကိုသဘောကျသူရှိရင်တွေ့ကြည့်ပါ ရေချေစကားပြောဆက်ဆံကြည့်ပါရဆက်တွေရလူတယောက်အကြောင်းကိုကောင်းကောင်းသိနိုင်ဖို့သူနဲ့အတူစကားကြကြပြောကြည့်ရေချေအပေါင်းအသင်းလှုပ်ကြည့်ခြင်းကပဲ သူ့ရဲ့တဘာဝနဲ့အလေးအကျင့် အကြောင်းတွေကိုအလွယ်တကူသိနိုင်တဲ့တဲ့ကိုယ်အနေနဲ့နှလုံးသားကိုပိတ်ထားပြီးလူတစ်ယောက်ကို ရုတ်တရက်ရွေးချယ်တာထက်နှလုံးသားကို ဖွင့်ထားပြီးလက်ကံတွေ့ဆုံခြင်းကပိုပြီးမှန်ကန်တဲ့ရွေးချယ်နိုင်မှာဖြစ်ပါတယ်လက်ကံတွေ့ဆုံခြင်းကပိုပြီးမှန်ကန်တဲ့သူကိုရွေးချယ်နိုင်မှာဖြစ်ပါတယ် ဒီအဆင့်လေးဆင့်ကအစ်စ်ကိုလိုက်မချတော့ပဲကိုယ်စီရောက်လာအောင်အလွဲတကူဆွဲဆောင်နေပဲဖြစ်ပါတယ်စာဖတ်သူတို့အနေနဲ့အစ်စ်ကိုအကောင်းဆုံးဆွဲဆောင်ပြီးကျွန်တော်ကိုလိုချင်တဲ့ relationship တကူကိုတည်ဆောက်ထားနိုင်ကြပါစေ